ေကန်တစ်ခုထဲမှာငါးသုံးကောင်အတူတကွနေထိုင်ကြပါတယ်။ငါးတကောင်စီမှာမတူညီတဲ့အချင်းစရိုက်တွေရှိကြပါတယ်။နံပါတ်1ငါးကတော့အတိတ်ကအကြောင်းကိုသာတွေးပြီးအမြဲပြင်းရည်လေးလံနေတတ်ပါတယ်။အနာဂတ်ကိုကြိုတင်ပြင်ဆင်မှုလုပ်တဲ့နယ်ဆိုတာကိုပထမငါးကလုံးဝလက်မခံပါဘူး။ ထမငါဟာကျူတင်ကောက်ွယ်ခြင်းသည်ကုသခြင်းထက်ပိုကောင်းသည်ဆိုရက်အဆိုကိုလုံးဝဆက်ကျင်သူမျိုးပါပဲသူ့အတွက်ဖြစ်လာမှရင်ဆိုင်လိုက်မယ်ဘာကိုမှကြုံမတွေ့ထားသလိုဘာကိုမှလည်းကျူတင်ပြင်ထားခြင်းမရှိပဲအမြဲပြင်းနေတတ်ပါတယ်ဒုတိယငါကတော့ပစ္စုပ္ပန်မှာနေထိုင်တဲ့ငါပါပဲဒုတိယငါကတော့ညံရှိပြီးကျူတင်ပြင်မှုလုပ်တတ်တယ်လို့နောက်ဆုံးမိနစ်မှာတော့အကောင်းဆုံးဆုံးဖြတ်ချက်တွေချတတ်သူမျိုးပါတတိယငါကတော့ညံအကောင်းဆုံးပါပဲ သူကအမြဲတမ်းဖြစ်လာနိုင်တာကိုပဲကြိုတင်တွက်ဆထားတတ်ပါတယ်။ဉာဏ်ရှိစွာနဲ့ဆုံးဖြတ်ချက်ချထားတတ်ပြီးအမြဲတမ်းသူ့စီမှာစိတ်ဝင်စားစရာကောင်းတဲ့အတွေးခေါ်မျိုးတွေရှိနေတတ်ပါတယ်။ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ရှင်သန်အောင် လုံခြုံမှုရှိအောင်အမြဲအကြံကောင်းတွေပေးတတ်ပါတယ်။ဒီနေ့မှာတော့လူတွေရဲ့စကားပြောသံတွေကိုကြားတဲ့အတွက်ငားတစ်ကောင်ကကြံတဲ့နှစ်ကောင်ကိုတိတ်တိတ်လေးလာနာထောင်ဖို့ခေါ်လိုက်ပါတယ်။ခြေကံပေါ်မှာပထမလူကပြောနေတဲ့အံကိုကြားရပါတယ်။ ငါဒီကန်ထဲမှာငါးတွေရှိတာတွေ့တယ်ကွာတော်တော်လေးကြီးတယ်အဲ့ဒီတော့ငါတို့တခြားတနေရာမှာအချိန်ဖြုံးမယ်စာဒီနေရာမှာပဲငါးမြချရအောင်ကွာဒုတိယလူကပြန်ပြောလိုက်ပါတယ်အေးဟုတ်တယ်မင်းကြောင်ငါထောက်ခံတယ်ဒီရေကန်ထဲကငါးတွေပဲမြားပြီးချက်စားကြတာပေါ့ကွာအဲ့ဒါဆိုငါတို့မနေ့ပြန်နေလေလောက်ကြရင်ဒီနေရာမှာငါတို့စုံပြီးငါဖမ်းကြမယ်ကွာ စကားတန်နေဆုံးသွားတဲ့အခါမှာတော့ထိုလူနှစ်ယောက်ထွက်ခွာသွားတဲ့ခြေတန်တွေကိုကြားလိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာထိုလူနှစ်ယောက်ပြောသမျှကိုနားထောင်နေတဲ့ငါးသုံးကောင်ကအချင်းချင်းစကားပြောကြပါတယ်။နံပါတ်3ငါးကအခြားနှစ်ကောင်ကိုပြောလိုက်ပါတယ်။ဟိတ်ကောင်တွေသူတို့ကမနှက်ဖြန်ငါတို့ကိုလာဖမ်းမဲ့အကြောင်းတွေပြောနေတာကွ။အဲ့ဒီတော့ငါတို့အခြားတနေရာကိုခဏလောက်ပြောင်းနေလိုက်တာကောင်းမယ်နော်။နံပါတ်2ငါးကအထပြောပါတယ်။ အေးဟုတ်တယ်ငါလည်းကြားတယ်ဒါပေမဲ့မနေ့ပြန်သူတို့ပြန်လာမယ်ပြန်မလာဘူးဆိုတာက မကျင်းသေးပါဘူးကွာဒီနားဝင်းကျင်ကအခြားတနေရာမှာလဲငါးများတာဖြစ်နိုင်တာပဲကွာတကယ်ဖမ်းပြစ်မဖမ်းပြစ်ဆိုတာကမနေ့ပြန်သူတို့နှစ်ယောက်ပြန်လာမှတိကျမှလေးကွာအဲ့ဒီချိန်မှာနံပါတ်1ငါကအထပြောတယ်အမလေးကွာလှစ်လို့ရှူထားလိုက်စမ်းပါမနေ့ပြန်ဒီစင်စားမနေနဲ့ခုလိုချိန်မှာငါတို့အနားယူဖို့အေးစေးစေးနေဖို့အချိန်ရသေးတယ်နေလိုက်အောင်မယ် ပြောပြတာနဲ့နံပါတ်1ကတော့ ECA ပဲပြက်အိတ်နေတဲ့နံပါတ်3ကတော့ထိုနေရာနာကနေခက်မြန်မြန်ထွက်ခွာသွားပြီးအခြားဘေးကင်းတဲ့နေရာကိုပြောင်းတဲ့နံပါတ်2ကတော့မနှက်ပြန်သူတို့ပြန်လာတာတွေ့မှငါတို့လစ်တော့မယ်ဆိုပြီးကြံခဲ့တဲ့နောက်တနေ့မှငါဖန်သမား2ယောက်ပြန်ရောက်လာခဲ့ပါတယ်နံပါတ်2ကထိုလူမျိုးကိုမြင်တာနဲ့သူလွတ်ဖို့လမ်းကိုအကြံထုတ်နေပါတဲ့နံပါတ်2ကကြိုတင်စီစဉ်ထားတဲ့အတိုင်းမဖမ်းမိခင်မှာပဲတည်ချင်အောင်ဆောင်ပြီးနေပါတယ် ငါဖက်သမားတွေဟာနံပါတ်2ကိုမြင်တဲ့အခါတေးပြီးသားငါပဲဆိုပြီးအခြားငါတွေပုတ်ဆော်နံမှာဆိုတာကြောင့်နံပါတ်2ကိုရေကန်ထဲကိုပြန်လွှတ်ပစ်လိုက်ပါတယ်။အဲ့ဒီလိုနဲ့နံပါတ်2ကလွမြောက်သွားပါတယ်။နံပါတ်1ကတော့ကြောက်လန့်တကြဖြစ်နေတာကလွယ်ပြီးဘာမှမစဉ်းစားနိုင်ပါဘူး။အဲ့ဒီချိန်မှာပဲငါဖက်သမားနှစ်ယောက်ကနံပါတ်1ကိုဖမ်းမိသွားပါတော့တယ်။ချင်းတော်နဲ့ထဲပြီးမကြခင်မှာပဲနံပါတ်1ဟာတေးဆုံးသွားရပါတယ်။ ဲ့ဒါကြောင့်ဘဝမှာကြိုတင်စီစဉ်ကာကွယ်ခြင်းဟာဘဝအတွက်ပိုကောင်းပါတယ်လို့ပြောကြတာဖြစ်ပါတယ်။တင်ငန်းစာလေးကတော့ကျမတို့ရဲ့ဘဝတွေမှာလည်းမနှက်ပြမလှုပ်လိုက်မယ်။ဒီနေ့တော့ဘာမှမဖြစ်နိုင်ပါဘူးလို့စဉ်းစားနေမယ်စာကြိုတင်ကာကွယ်နိုင်တဲ့လောက်ကာကွယ်ခြင်းဟာဖြစ်လာမှကုသခြင်းထက်ပိုပြီးအကျိုးရှိတယ်ဆိုတာကိုဒီပုံပြင်လေးကပြောပြထားတာဖြစ်ပါတယ်။